ဒီနေ့ထိုင်းနိုင်ငံမှာကလေးမွေးတဲ့အခါမွေးစင်းရင်းထဲမှာအဖေနာမည်ထည့်ရေးရတာနဲ့ပတ်သက်တဲ့ဘဝတတလေးတစ်ခုကိုရှင်းပြမယ်နော်။ထိုင်းနိုင်ငံမှာကလေးမွေးတဲ့အခါမွေးစင်းထဲမှာအဖေနာမည်ကအဓိကမကြောက်။မွေးစင်းထဲမှာမဖြစ်မနေရေးရတာအမေနာမည်တစ်ခုကိုပဲမဖြစ်မနေရေးရတယ်။အဖေနာမည်ကရေးချင်လဲရတယ်မရေးချင်လဲရတယ်။တကယ်လို့မွေးစင်းထဲမှာအဖေနာမည်ကိုရေးလိုက်ရင်တောင်မှအဲ့ရဲ့အဖေက ဒီရက်သားသမီးရဲ့ပညာရေးကျန်းမာရေးနဲ့ဘဝရှိရေးအတွက်လုတ်ပိုင်ခွင့်မရတော့အုတ်ထိန်ပိုင်ခွင့်မရတော့အဲ့ဒါတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အဖေနဲ့မေကအိမ်ဆုံးရုံတက်လက်မှတ်ထိုးတာလေလက်မှတ်ထိုးတာလေလက်မှတ်ထိုးပြီးတဲ့သူနှစ်ယောက်ကမွေးတာတဲ့ကလေးကမွေးစင်းရတဲ့ကောင်မွေးစင်းမှာအဲ့အဖေနဲ့မေကိုရှေးရတယ်ပြီးရင်တော့မှအဲ့စနဲ့မပြီးသေးဘူးအဲ့ရဲ့အဖေကဒီကလေးကသူ့ရဲ့သားသမီးပါဆိုပြီးတော့အစိုးရမှာ တစ်ခါထပ်ပြီးမှတ်ပုံတင်ရသေးတယ်။အဲ့လိုနီးနေမှဒီယောက်ျားကဒီကလေးရဲ့အဖေအရင်ဖြစ်လာတာ။မွေးစင်းမှာအဖေရေုံနဲ့အဖေဖြစ်မလား။ပြီးတော့ထိုင်းနိုင်ငံမှာကမွေးစင်းမှာလည်းအဖေနေမယ်မလို့။ကျောင်းဧည့်ရင်လည်းအဖေနေမယ်မလို့။မှတ်ပုံတင်ထဲမှာလည်းအဖေမလို့။အဖေမရှိဘဲနဲ့လေကလေးတယောက်ရဲ့ဘဝရက်တည်လို့ရတယ်။မြန်မာနိုင်ငံနဲ့မတူဘူး။ဘလို့ဘာလို့အဲ့လိုပြောနိုင်လဲဆိုတော့သူ့ရဲ့အဖေပေါ့သူ့ရဲ့အဖိုးကတရုတ်နိုင်ငံနေပြီးရောမှာ ဒီထိုင်းနိုင်ငံမှာ immigrate လုပ်လာတယ်အဲ့ခိုးလုံးခိုးလုံးလာတယ်ပြောမှာပေါ့နော်ရွှေပြောင်းပြီးနေထိုင်နေသူ့အဖိုးကလုံးဝတရုတ်ဆက်အဲ့တော့သူ့အဖိုးမှာမှတ်ပုံနေမရှိပြောသူ့အဖိုးကလည်းသူ့လိုမျိုးပဲတရုတ်နိုင်ငံနဲ့လာတယ်အမျိုးသမီးတယောက်နဲ့လက်ထပ်တယ်ထိုင်းနိုင်ငံမှာညဆိုတော့မှတ်ပုံနေမရှိအကြအကြရောမြန်မာနိုင်ငံမှာလေအဲ့လိုတရုတ်တွေအများကြီးရှိရလေပြီးတော့သူတာသမီးရမွေးတယ်မွေးတဲ့တာသမီးအခုသူ့အဖေအထီကိုနိုင်ငံသားကတ်မရတယ်သူ့အဖေအထီကိုသူကဟိုအဲ့ နိုင်ငံသားကက်လို့ပြောမှာမြန်မာနိုင်ငံမှာလည်းရှိရလေအဲ့လိုအက်ကက်ပဲရတယ်အဲ့လိုပဲရတော့သူ့အဖေကသူ့အမေနဲ့လက်ထက်တဲ့အချိန်မှာနှစ်ယောက်စလုံးကအဲ့လိုနိုင်ငံသားရေမဟုတ်ပဲနဲ့ဧည့်တွေဆိုတော့လက်ထက်မပုံသွားတင်ရင်အရန်စရာရှုပ်တယ်အဲ့တော့သူ့ဖေကလည်းလက်ထက်မပုံတင် မတင်လိုက်ဘူးမတင်မဲနဲ့သူတို့ပေါင်းတင်နေသူတို့သားသမီး၄ယောက်ရတယ်၄ယောက်ရတဲ့အချိန်မှာလက်ထက်မပုံတင်မတင်တော့မွေးစင်းရင်မှာသူတို့ရဲ့မွေးစင်းမှာသူ့အဖေနာမည်ပါတယ်ဒါပေမဲ့လက်ထက်မပုံတင်ကလည်းမတင်တော့ဘူးသူတို့တို့ကလည်း သူ့ဖေကသူ့ရဲ့သားသမီးပါဆိုပြီးတော့အစိုးရမှာမှတ်ပုံမတင်တော့အဲ့လိုမျိုးအနေထားမျိုးမှာသူ့အဖေကရုတ်တရက် accident တစ်ခုနဲ့ဆုံးပါသွားတယ်။အဲ့ဒီအချိန်မှာသူတို့တွေပြဿနာကြီးကြတဲ့ရော။ဘလို့လဲဆိုတော့ထိုင်းမှာကလူတယောက်ကတိဆုံးသွားတဲ့အခါမှာတကယ်လို့သူ့မှာအမွေပေးစရာဇနီးနဲ့သားသမီးရင်မရှိခဲ့ဘူးဆိုရင်သူ့ပိုင်ဆိုင်တဲ့အရာတွေအကုန်လုံးကမိဘနဲ့သူ့မောင်နှမတွေအကုန်လုံးကရတယ်။ ်ပြောမယ်ဆိုရင်သူ့အဖေမှာကတရားဝင်မိမလည်းမရှိဘူးတရားဝင်သားသမီးလည်းမရှိဘူးတမတ်ပုံမတင်တာအဲ့လိုနေထားမျိုးမှာသူ့အဖေလည်းရုပ်ရက်လည်းတေဝါရောဒီကျန်တဲ့အမွေပိုင်ဆိုင်မှုရဲ့အကုန်လုံးကမောင်နှမနဲ့မိဘရဲ့စီပဲသွားတော့မှာတရားဥပဒေရဒါပေမဲ့သူတို့တွေမိသားစုကအမျိုးတွေကကောင်းတယ်ပြောချင်တာဘာလို့လဲဆိုတော့လောဘကြီးရဲ့သူတော်ဆိုရင်တရားရုံးမှာတက်ပြီးရောမှာကျမရဲ့မောင်မှာ မိမရတဲ့တရားဝင်မိမတဲ့တာသမီမရှိဘူးသူ့အမွေတွေအကုန်လုံးကျမတို့ရတယ်ဆိုပြီးတော့သူ့ရဲ့အတော်တွေဦးလေးတွေရတာတရားရုံးတက်ပြောလိုက်ရင်သူတို့အတွက်ဘာဖြစ်စီမှမကြံခဲ့ဒါပေမဲ့သူတို့အမျိုးကကောင်းတော့သူ့ဦးလေးတွေအတော်တွေအကုန်လုံးကတရားရုံးတက်ပြီးတော့မှကျမတို့ရဲ့မောင်ကတော့ဆုံးပါသွားပြီသူအသက်ရှိစဉ်တုန်းကသူ့မိမနဲ့သူ့ရဲ့တာသမီတွေကိုတရားဝင်မှတ်ပုံမတင်သွားဘူးဒါပေမဲ့သူ့မှာတာသမီတွေရှိပါတယ်ဆိုပြီးမှအဲ့လိုကြမ်းကြိမ်တော့ကြားတယ်တရားရုံးမှာသူတို့မောင်နှမတွေအကုန်လုံးတက်ပြီးတော့ကြမ်းကြိမ်ရတယ်ကြမ်းကြိမ်တဲ့အချိန်မှာသူ့အမေကတော့ ယောက်ျားလည်းတေးသွားပြီဆိုတော့ဘာမှပတ်သက်မှုမရှိတော့ဒါပေမဲ့သူတို့မောင်နှမလေးယောက်ကကြတော့သူ့ဖေစုံပါသွားပြီးနောက်မှာအာဒီအမျိုးတွေရဲ့ဝိုင်းပြီးကြမ်းကျင်ပြေးမှုနဲ့မောင်နှမလေးယောက်ကအမွေခံစား권ရှိတယ်အဲ့လိုနီးနေပဲအခုသူ့အဖေစုံပါသွားရင်နောက်မှာကြံခဲ့တဲ့ဒီစီးပွားရေးတွေပိုင်ဆိုင်မှုတွေအိမ်တွေခြံတွေမြေတွေအကုန်လုံးကိုသူတို့မောင်နှမလေးယောက်ကအဲ့လိုနမည်နဲ့ပေါ့အချိုးကျခွဲပေးတာရတယ်သူ့အမေကသူ့ဖေကြံခဲ့တဲ့ပစ္စည်းတွေမရဘူး ဒါတော့ဟိုဥပဒေရပါတော့ဒါပေမဲ့သူတို့အချင်းချင်းတော့နားလည်မှုတော့ရှိတာပေါ့ထိုင်းနိုင်ငံမှာအဲ့လိုမျိုးဖြစ်တယ်အဲ့အတွက်အဖေနာမည်လိုလားဆိုရင်မလိုအပ်ဘူးကိုရီးနှစ်ယောက်အခုကလေးမွေးမယ်ဆိုရင်လည်းအဖေနာမည်ကအဖေနာမည်ကလိုကိုမလိုတာအဖေနာမည်မရှိလဲဒီကလေးကမျက်နှာမငယ်ရအောင်အဲ့ဒါအဖေရှိခဲ့တော့မှအဲ့အဖေကမွေးစင်မှာရှည်လိုက်ယုံနေဒီကလေးရဲ့တပွားတာလုံးအုတ်ထင်းခွင့်မရပါဘူးကလေးရဲ့အုတ်ထင်းမှုကိုလိုချင်ရင်အဲ့ကလေးအဲ့ရဲ့ကလေးအဖေကမွေးစင်အပြင် အမေနဲ့လည်းတရားဝင်လက်ထပ်ထားရတယ်။ပြီးရင်ခလေးမွေးလာတဲ့ခလေးကိုလည်းအစိုးရမှာမြန်မာနိုင်ငံလို့ဆိုရင်ဟိုတေတညရုံးပေါ်တော့အဲ့လိုရုံးမှာသွားပြီးတိတက်မှတ်ပုံနဲ့သွားတင်ရသေးတယ်။အဲ့လိုတင်ကမှဒါသူ့ရဲ့ခလေးပါဆိုပြီးတော့အဖေကပြောလို့ရတယ်။အဲ့ခလေးရဲ့တဘွားတာလုံးကိုသူကအုတ်ထိန်ခွင့်ရတယ်။အဲ့အဖေတည်သွားတဲ့ခါမှလည်းအဲ့ခလေးကမိဘရဲ့အမွေလက်ခံရရှိတာ။အဲ့လိုမှမဟုတ်ရင်အဲ့ဖေတည်သွားတဲ့အဲ့ခလေးကဘာအမွေမှမရအဲ့အတွက်ပြောရှင်တာကဒီလို့ ိုရီးယားမောင်ကကိုရီကိုစပမ်ပေးနေတော့မှကိုရီးယားသားသမီးကအဲ့စပမ်ပေးတဲ့အဖေတွေကိုဦးလေးတွေကိုဘာမှသွားနှောက်ရှက်လို့မရဆက်နွယ်လို့လည်းမရသူတို့တွေရတယ်ကိုရီးသားသမီးဘွားတွေကိုလိုက်ပတ်သက်ခွင့်လည်းမရှိတရားဥပဒေကအဲ့လိုမျိုးကိုရှိတာသူတို့လိုမျိုးစပမ်ပေးရုံတသက်ဦးလေးတွေမပြောနဲ့ကိုရဲ့သွေးသားအရင်အဖေတောင်မှမှတ်ပုံမတင်နိုင်ဒီကလေးကိုဘာမှအုတ်ထင်းခွင့်မရဘူး 看那个嘛，阿努力奇怪的是。